ို့ KTV မှာဆက်တွေမှာအမြဲတွေ့နေရတဲ့အထက်အကြောင်းရင်းဖွင့်ချလိုက်တဲ့ကြိုရအောင်ကဲပိုက်တဲ့ကြီးတို့ရေလူတွေထင်နေကြသလို ပထမဇနီးနဲ့ကွာရှင်ကနောက်ဇနီးငငယ်ချွတ်ချော်လေးယူထားရဆိုတဲ့ကိစ္စတွေကတဗီမဆက်တွေမှာတွေ့နေရတဲ့ကိစ္စကိုချေရှင်းလာသူဟာတယောက်ဆောင်မင်းသားအကယ်ဒမီကျော်ရအောင်ပါဒါပြန်ကျော်ရအောင်ကတွေကသူ့ကိုစကားရီတဲကလို့အပြစ်မကောင်မလေးငငယ်ချွတ်ချော်လေးတွေကိုနောက်ဘူးထားတဲ့သူအဖြစ်တင်နေကြတဲ့ကိစ္စကိုပါပြောလာခဲ့ရဖြစ်ပါတယ် အလုံးတိကြရတဲ့တိုင်းကျော်ရဲအောင်ဆိုရကအနုပညာလောကမှာဝိုင်းရတယောက်စာမင်းသားကြီးတလပါအတူတပြည့်ကျော်ရဲအောင်ဟာကြာရဇေယောကရိတာမျိုးစုံကိုတုံဆောင်နိုင်တဲ့ဝိုင်းရတယောက်စာမင်းသားတရားဖြစ်ပါတယ်အတူတပြည့်ကျော်ရဲအောင်ဟာဟာတာဇေယောလားအတီဇေယောလားပိုင်နိုင်စွာတုံဆောင်နိုင်တာပါကျော်ရဲအောင်ဟာဟာတာဆက်ကရဲအရေးများပေမဲ့သူရဲ့အနုပညာရည်ချင်းကိုကြိုတန်းနဲ့90စာသားလိမ့်မယ်ရောရှင်ဆက်ကရတွေမှာထင်ထင်ရှားရှားများပါတယ် ဒါကြောင့်လည်းပြည်တွေကကျိုးရအောင်ကိုချစ်ခင်အားပေးကြပါရစေ။ကျိုးရအောင်ကခုလိုအမှုပညာလုံးမှာအောင်မြင်ပေမဲ့လေအပြင်းလုံးမှုရေကိစ္စတွေမှာတော့မကောင်းတဲ့တဲ့တွေမကြခဏထွက်လို့ရှိပါရစေ။ကျေးရောင်နဲ့ပတ်သက်ပြီးမကြခဏထွက်လေရှိတဲ့တဲ့တွေကကျေးရောင်ဟာပထမဇနီးနဲ့ကွာရှင်ပေးဇနီးငယ်ငယ်လေးယူထားကြောင်းစတဲ့ပြဲမကောင်းတဲ့တွေထွက်ခဲ့တာပါ။ဒါပြန်ကျေးရောင်ကိုလူတွေက KTV မာဆက်တွေမှာပဲမြင်နေရတယ်လို့အမြဲပြောကြတာဖြစ်ပါတယ်။ အခုခါမှာတော့ကျော်ရအောင်ကသူနဲ့ပတ်သက်ပြီးထွက်တဲ့တရင်နေနဲ့အတူသူရဲ့အင်တော်ရေးချင်းလေးကိုပရိတ်တွေကိုအခုလိုဝန်ခံပြောဆိုလိုက်ပါတယ်။ကျော်ရအောင်ကသူနဲ့ဇနီးတို့ဟာတာသမင်ကလေးတွေရဲစင်ကနေကွာရှင်ထရာဖြစ်ကြောင်းပြောလာတာပါ။တယောဆောင်မင်းသားကျော်ရအောင်မှာသူမြတ်ကျော်ရဲအောင်နဲ့မုံနန်သားဆိုတဲ့တာသမင်နှစ်ယောက်ရှိတာဖြစ်ပါတယ်။ တရုတ်ဆောင်ကျော်ရောင်ကဒူဟာကလေးရင်းရဲစင်အခါစနင်းတယ်နဲ့တရဝဲကွာရှင်ခဲ့ပေမဲ့ကလေးရင်းစိတ်အားငယ်မှာဆိုလို့တိုင်အင်ဂျင်မှာလင်မယားနဲ့ရောက်တည်တန့်စီနေပြီခဲ့လို့လဲဆိုပါတယ်။ကျော်ရောင်ဟာအဲ့ဒီချိန်ကလေးကနောက်မိန်မလေးမယူသလိုပါလို့လို့တမလီနဲ့သားလေးမျက်နှာကိုပဲကြည့်လို့ဆိုပါတယ်။ဒါပေမဲ့လေလူတွေကတော့ကျော်ရောင်နဲ့ပတ်သက်ပြီးကောလာဟာလာတရင်တွေမျိုးစုံဖားကြတာပါ။ဒီလိုဖားကြလို့လဲကျော်ရောင်ဟာနာဘူးကြီးတယောက်လိုနာမည်ပြန်နေရတာဖြစ်ပါတယ်။ ကျော်ရဲအောင်ကသူ့ကေတီဗီမှာအမြဲတမ်းတွေ့ရဆိုတဲ့ကိစ္စနဲ့ပတ်သက်လို့သူဟာကေတီဗီဖွင့်ပေါ်ရလို့ဆိုရတယ်။ဒါကြောင့်လဲကေတီဗီဆိုင်ပိုင်ရှင်တယောက်ကိုကေတီဗီမှာဆိုင်မှာတွေ့ရကမဆန်ဘူးလို့ပြောလာတာဖြစ်ပါတယ်။ကျော်ရဲအောင်ကသူဟာရဲကြိုက်တက်လို့တောက်စားမှုရွတ်တပ်ပေမဲ့မိမရှုတ်တာပွေရမရှိဘူးလို့ဆိုပါတယ်။အတူတဖြဲတမလေးမုံနန်းသားနဲ့တာလိရှိရာကြောင့်လဲဘာလို့လို့တာသမီးမျက်နှာကိုပဲကြည့်ရလို့ပြောလာတာပါ။ ဒါကြောင့်လည်းကျော်ရဲအောင်က သူဟာမိမကိစ္စနဲ့တခြားသောမကောင်းတာတွေကိုမလုပ်ခဲ့ဘူးလို့ဆိုပါတယ်။အထူးတစ်ဖြစ်ကျော်ရဲအောင်ကသူဟာတက်ကြီးလာလို့ငငယ်ထုံးကလိုလေစိုးပြေနိုင်ဖို့အင်အားမရှိတော့သလိုတားနဲ့တမင်းအရွယ်ရောက်လာလို့စင်ကြယ်နေတယ်လို့ဆိုပါတယ်။ဒါပေမဲ့လည်းမိသားဓမ္မရီနဲ့အင်တာနက်ပေါ်မှာဂေါ်လာဟာလာဖြန့်ချသူတွေကြောင့်သူတို့မိသားစုကုန်တိတ်ခါကြာစေရတယ်လို့ကျော်ရဲအောင်ကဆိုပါတယ်။ ကျော်ရဲအောင်ကသူဟာမျိုးပညာရှင်မို့လူတွေအာယုံစိုက်တာခင်ရမှန်းသိပေမဲ့မဟုတ်မမဲကောလာဟာလာတရင်တွေပဝင်းချင်းမှာအရှေ့ရမဲ့ကိစ္စမျိုးတွေမပြောကြပါနဲ့လို့တောင်းပန်လာတာပါအခုနောက်ပိုင်းမှာဆိုရင်လည်းကျော်ရဲအောင်သားကရဲဖမ်းခံလိုက်ရပြီဆိုတဲ့တရင်တွေကလည်းတက်လာပါတယ်ဒါကြောင့်လည်းကျော်ရဲအောင်ကစိတ်ဆိုးနေရပါဒီဗီယိုကိုကြည့်ရှုနေကြတဲ့ပိတ်သည်ကရောတာသမင်တွေတဲ့အကောင်းဆုံးနေနေပြီမဲ့မကောင်တရင်ထွေးရတဲ့ကျော်ရဲအောင်ပေါ်မှာမိမိတို့ရဲ့အမြင်ကိုလည်းပြောပြခဲ့ပါအောင်ရှင် ဟုတ်ကဲ့ပါရှင်ဒီနေ့တင်ဆက်ပေးသွားတဲ့အကြောင်းလေးကတော့ဒီလောက်ပါပဲရှင်နောက်ထပ်လည်းစိတ်ဝင်စားဖွယ်ရဆယ်လီနုပညာရှင်တရင်အကြောင်းများကိုချိန်နဲ့တပြင်းညစ်တင်ဆက်ပေးဦးမှာဖြစ်လို့အသေးသေးသောတွင်တင်နာမလို့တန်းသိရှိနိုင်ဖို့အတွက်ဘေးနားချက်ပြီးခလုံးလေးကိုလည်းနေထားပေးကြပါရှင်အဆုံးတရားအပြည့်ချီးရှုမှုအတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်